မြန်မာဘက်ကတိုက်ပွဲတွေကနေလမ်းချော်လာတဲ့လက်နက်ကြီးကြီးတခုထိုင်းပိုင်နယ်ထဲကြောက်ရောက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ပြီးတုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့ကစလို့မြန်မာဘက်ချက်မှာအာနာဒိစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကအင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးထိုင်းဘက်ကလက်နက်ကြီးကြီးကြောက်ရောက်လာခဲ့တာလို့ဆိုပါတယ်။ဒါကြောင့်လဲထိုင်းနယ်ကြားစောက်စစ်တပ်ဟာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်ကိုကာကွယ်ဖို့တတ်မှတ်စည်းမျဉ်းတွေနဲ့အညီတတိပေးပြစ်ခတ်မှုတွေတုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံပိုင်နက်ထဲလမ်းကြောင်းမှာဝင်ရောက်လာတဲ့လက်နက်ကြီးကြီးကြောင့်အရက်သားပြည်သူတွေထိခိုက်တာမျိုးတော့မရှိခဲ့ပါဘူး။နိုဝင်ဘာလ22ရက်နေ့မှာထိုင်းနေကြောင်းစောက်တက်တွေပေးပို့တဲ့နေဆက်တစ်ဖက်ချမ်းတိုက်ပွဲတွေအကြောင်းအစီရင်ခံစာကိုလက်ခံရရှိခဲ့တယ်လို့ထိုင်းစစ်ရေးကွပ်ကဲမှုဗဟိုဌာနကပြောပါတယ်။တပ်ပြည်နယ်နဲ့ထိဆက်ရာကရင်ပြည်နယ်ပိုင်နက်ထဲကမြောက်ပြည်ခရိုင်ထဲမှာတိုက်ပွဲတွေဖြစ်ပွားနေကြတာလို့အစီရင်ခံစာမှာဖော်ပြထားခဲ့ပါတယ်။ကြောက်ရောက်ခဲ့တဲ့လက်နက်ကြီးကြီးဟာမဲဆောက်ခရိုင်မဟာဝံခရိုင်ခွဲတဲ့က ဘန်မေခွန်ကန်ကြေးရွာအုပ်စုရဲ့အမှတ်လေးကြေးရွာတွေကစိုက်ခဲတစ်ခုကိုထိမှန်ခဲ့တာပါလက်နက်ကြီးကြီးပောက်ကွဲမှုကြောင့်အနည်းမှရှိတဲ့အိမ်နဲ့ကားတစီးကိုအဆောက်အအုံတွေထိမှန်ပြီးအနည်းငယ်အပြတ်စီးတွေဖြစ်ပေါ်စေခဲ့ပါတယ်မနက်စတနာရီဝန်းကျင်မှာလက်နက်ကြီးကြီးကြားရောက်ခဲ့တဲ့နောက်9မိနစ်အကြာမှာထိုင်းနယ်ကြားစောက်တပ်ကလည်းစနစ်မမမော်တာကြီးတစ်ထောင်နဲ့ဒရီပေးတုတ်ပြန်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီမော်တာကြီးဟာ မြန်မာဘတ်ချန်းကအစ်စ်ဖြစ်နေတဲ့နှစ်ဖက်ကြားကလူသူကင်းရှင်ရာဧရိယာကိုဓာတ်ရိုက်ချိန်ရွယ်ပစ်ခတ်ခဲ့တာလို့ဆိုထားပါတယ်။လက်တလုံးမှာတော့နေဆက်လုံခြုံရေးနဲ့ပတ်သက်လို့အာဏာပိုင်းတွေက24နာရီအချိန်ပြည့်မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့လဲထိုင်းနေကြသောတက်ကထုတ်ပြန်ထားပါတယ်ရှင်။